မမောင်လေးရဲ့စိတ်ဓာတ်ဘယ်လိုရှိတယ်လဲမသိဘူးကျွန်တော်စိတ်ထဲမှာတော့သူ့နေရာမှာကျွန်တော်သာဆိုလို့ရှိရင်တော့ဘောရဲ့မှတ်တိုင်တစ်ခုပဲပျော်တယ်ဗျအရင်ပျော်မှာပေါ့မမောင်လေးသားနေရာမှာကျွန်တော်သာဆိုလို့ရှိရင်အကယ်ဒမီဆုရလို့ပဲကျွန်တော်ထပျော်နေမှာအဲ့လိုအဲ့လိုတော့တော့ဂုဏ်ယူမိတယ်မယ်ယူနေကြရတာဟုတ်ကဲ့စိုက်ကားသမားလို့ပြောတာစိုက်ကားဖန်တွေအများကြီးအားပေးတယ်ကျွန်တော်တသားတယ်ပဲသူတို့ဘာပဲဖြစ်ပဲနေရာမှာဖြစ်ကျွန်တော်ကအဆင့်တန်းရှိတယ်သူတို့အတင်းရအဆင့်တန်းရှိတဲ့ class ခုမှာရှိတယ်ချုပ်တင်းတွေမှာအဲ့လိုမျိုးစိုက်ကားသမားဖန်မပြောနဲ့သူတို့ရဲ့အတင်းရ player တော့မြန်မာပြည်မလာဘူးမလားအေးအဲ့လိုလေးတိုက်လိုက်မယ်နော် တို့ညီမပြေဖာဒီနန်အောင်လာပြီးသွားပြီကျွန်တော်ရဲ့နော်သူဖာဒီနန်တော့မှစိုက်ကားစီးွားတယ်ကဲအတခြားတင်းကပလေယာကြီးတွေလီဂျန်ကြီးလာလာဒီကိုလာပြီလားဒါကလေမန်ယူကြောင်းပြောရရင်လေကိုတင်းကိုကြောင်းပြောရရင်ရှက်ပါလေတကယ်ပြောရမှာတကယ်ရှက်ပါလေဒါကလေရလေမရှိရှိတာဟိုလေဂုံယူနေရတာပေါ့နော်ဟိုဒီများအတင်းနေဖလားမရဘူးသားပြောတာပါဒါပေမဲ့သူတို့မှလည်း သူတို့အဆင်းနဲ့ရောက်တဲ့လူကလည်းရှိတာပေါ့ဒါလည်းသူတို့မှာအသာချာညီမမန်ယူကြတော့လည်းဟိုမှာအဆင်းက16 18နာကတ်နေပြီအဲ့တော့ပြောရမှာရှက်တာပေါ့ရှိုးတင်ရလည်းဖလားရတဲ့လူအဆင်းနဲ့လည်းရချန်ပီယံလိလည်းဝင်တော့ဆိုတော့လည်းတကယ်အားကြပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့လည်းတချင်းချင်းညီမပြန်လာပါအောင်မယ်ဟိုအဲ့ဒီကန်ဝင်းနေတွင်နဲ့မန်ယူတင်ရတော့မန်ယူပါပဲပေါ့နော်ဘယ်လိုပြောရမလဲဟိုတော့ကျွန်တော်တို့ဝီယာယူနိုက်တက်ကတော့ယူနိုက်တက်ပါပဲပေါ့ဟုတ်အဲမမောင်လင်းတို့ဝန်တာပါတယ်တကယ်ဟို တကယ်ကိုအကဲကိုဝမ်းသာပါတယ်ကျွန်တော်တို့ကျွန်တော်မိုင်ပွဲမကြည့်ဘူးပါဘူးကျွန်တော်အိုက်ပွဲလေးကိုကြည့်မဲ့ကျွန်တော်ကြည့်ချင်ပါတယ်မန်တိုင်းပြောအဲ့မိုင်ပွဲကျွန်တော်ကြည့်ချင်ပါတယ်ဒါပေမဲ့ကျွန်တော်ကြည့်ဖို့လည်းစီစဉ်ထားတယ်အချားမျိုးကြကျွန်တော်မကြည့်ဖြစ်တော့ပါဘူးအဲဘာလို့လဲအဲ့အချိန်မှာကျွန်တော်မလေးရှားနိုင်မှာကျွန်တော်ရှိနေမှာပါဒါပေမဲ့ကျွန်တော်မကြည့်ဖြစ်တော့မကြည့်ဖြစ်ဖြစ်တော့ဆိုတာအဲကျွန်တော်အလှူတန်းလေးတစ်ခုလှုပ်လိုက်တဲ့အထက်မှာကျွန်တော်ပတ်စံတွေကျွန်တော်ထည့်လိုက်တယ် ဲ့ဒါမိုင်ဘွဲကြည့်ဖို့တော့ကျွန်တော်ပတ်သက်မရှိတော့ခဲ့ကြအဲ့တော့ကျွန်တော်မိုင်ဘွဲမကြည့်ဖြစ်တော့အဲကျွန်တော်ကုသိုလ်ရေးကိုကျွန်တော်အားပေးလိုက်တယ်အဲဘာကြောင့်ကုသိုလ်ရေးအားပေးလိုက်လဲပြောလို့ရှိရင်ဆိုရမိုင်ဘွဲမှာအဓိက main player တွေမပါဘူးလို့ကြားလိုက်တဲ့အတွက်ကြောင့်လည်းကျွန်တော်စိတ်ရှော့လိုက်ရလဲပါတယ်အားလည်းပါတယ်အဲနောက်တစ်ခါကြမှာဒီကဘော်ရိုင်လည်းတိတ်မရှိရလဲပါတယ်ပေါ့နော်တော့ကြည့်ရမှာတယောက်တည်းလည်းဖြစ်နေတော့အဲလူကုသိုလ်ရေးမှာပဲကျွန်တော်လူငွေထည့်လိုက်တော့တယ်ကျွန်တော်ကတော့မကြည့်ဖြစ်တော့ဘူးပေါ့မမောင်လေးရဲ့စိတ်ထားဘလို့ရှိတယ်လားမသိဘူးကျွန်တော်စိတ်ထဲမှာတော့သူ့ညမှာကျွန်တော်သာဆိုလို့ရှိရင်တော့ဘောရဲ့မှတ်တိုင် တစ်ခုပဲပျော်တယ်ဗျရမ်းပျော်မှာပေါ့အဲ့လိုပဲမှတ်ထားတယ်တကယ်အကြီးမားဆုံးမှတ်တိုင်တစ်ခုလို့မှတ်ထားကျွန်တော်ဘယ်လိုမျိုးတွေးထားလဲဆိုရင်ကျွန်တော်တို့ဒီပြည်လောကမှာမင်းတေးဆောင်ဆို Academy ဆူရတယ်လို့လို့သတ်မှတ်ထားတယ်တကယ်လို့အဲ့ဒီပွဲမှာသာမန်ယူတင်းတဲ့ကံမှာဆိုရင်ကျွန်တော်ကျွန်တော် Academy ရတယ်လို့သတ်မှတ်လိုက်တယ်ဆိုတော့သဘောထားမှာပေါ့အဲ့လိုသမီးတော်ကိုတွေးပြီးအဲ့ဒါအဲ့လိုတော့ဂုံယူမိတယ်လို့အဲ့လေအဲ့ဒါကျွန်တော်ပြောရလေမောင်လင်းသားနေရာမှာကျွန်တော်သာဆိုလို့ရှိရင် Academy ဆူရတယ်လို့ပဲကျွန်တော်ထပြောနေမှာလို့အဲ့လိုအဲ့တော့ဂုံယူမိတယ်မန်ယူနဲ့ကံမခံစားရပါဘူးဘာလို့လဲကျွန်တော်ကစိုက်ကားသမားတွေလည်းကျွန်တော်တို့ရင်ထဲမှာရှိတယ် ဆိုက်ကားဆိုတာကျွန်တော်တို့အရင်ကားတွေတေချာမစီးနိုင်တဲ့အချိန်မှာကျွန်တော်တို့လည်းစတန်ဒ်ရနေတာဆိုက်ကားစီးပြီးသွားလာတာပေါ့ဘဝသမားတွေကျွန်တော်တို့ဘဝသမားတွေပဲတသားတွေပဲတသားတွေပဲတသားတွေပဲတကယ်တသားတွေပါပဲဟုတ်ဆိုဆိုက်ကားသမားလို့ပြောတာဆိုက်ကားဖန်တွေအများကြီးအားပေးတယ်ကျွန်တော်တို့တသားတွေပဲသူတို့ဘာပဲဖြစ်ဘယ်နေရာမှာဖြစ်ကျွန်တော်ကအဆင့်တန်းရှိတယ်သူတို့အတင်းရအဆင့်တန်းရှိတဲ့ class group မှာရှိတယ်ချုပ်တင်းတွေမှာအဲ့လိုမျိုးဆိုက်ကားသမားဖန်လို့ပြောနေသူတို့ရဲ့အတင်းက player တော့မြန်မာပြည်မလာဘူးမလားအေးအဲ့လိုလေးတိုက်လိုက်မယ်နော်သူတို့ညီမပြီးဖာရီနဲ့တော့လာပြီးသွားပြီကျွန်တော်လည်းနော် သူ final မှာစိုက်ကားစီးသွားတယ်ကဲအတခြားတင်းက player ကြီးတွေ legend ကြီးလာလာလीလာပြီလားလာလားမလားကျွန်တော်လာလားမတွေ့သေးဘူးကြာကျွန်တော်တို့ရဲ့မြန်မာပြည်ရဲ့ tradition နဲ့ပဲနော် tradition ပြောပါဘောနော်အဲ့တော့အဓိကကျွန်တော်တို့မြန်မာပြည်ရဲ့ trademark တစ်ခုပဲမဟုတ်လေကျွန်တော်ပြောဖြောပြေးချစ်ပေါ့စရာမဟုတ်ဖြောပြေးခဏပြောလို့ခဏကျွန်တော်ပြော main နဲ့ပတ်သက်ကျွန်တော်ရှက်ပါတယ်ကျွန်တော်တကယ်လည်းရှက်ပါတယ်နော် save to ရယ်နော်အေးတည်တည်တည်ဒါပေမဲ့ ခင်ဗျားတို့လည်းမပြင်းရအောင်ကျွန်တော်လည်းမပြင်းရအောင်ကြီးစုတဲ့ပြိသက်လည်းမပြင်းရအောင်ခုကျွန်တော်ပြောရင်ဒီဒီ interview ကြည့်ရလူပြိသက်လည်းမပြင်းရတော့ကျွန်တော်ဝိုင်းပြောကြတော့အစိတ်တို့လည်းခဏခဏဟုတ်တယ်လေဒါပြောပြရေးပဲ entertainment ပဲကျွန်တော်တို့ဥဥဥရစာတကားပြောလို့ပဲ entertainment ပဲအလောက်ထိတော့ချင်းအလောက်ထိတော့မရောက်တော့ပါဘူးအလောက်ထိလည်းမကြောင်းကြပါဘူးကျွန်တော်တို့ကအားလုံးကတသားတည်းပါပဲကျွန်တော်စိတ်လိုပဲသူတို့လည်းအစိတ်ရှိကြပါတယ်အားလုံးကအမြဲတမ်း we are united ပါပဲဟုတ် we are united ပါပဲ